အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးစင်ဖြူကျုံအောင်တဲ့ရေးသားတဲ့တမီးရေးစားဝတ္ထုတို့များစာအုပ်မှာဒုတိယမြောက်ဝတ္ထုလေးဖြစ်တဲ့ပင်လက်ပံကြွေးချိန်ဦးလို့အမည်ရတဲ့ဝတ္ထုတို့လေးကိုကျွန်တော်ကိုရှိတာမှဆက်လက်ဖကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါဦးခင်ဗျာပင်လက်ပံကြွေးချိန်ဦးနေရာတိုင်းတွင်ကဘာလာနေကြီးတွေလှမ်းထားပြီးတကယ်တော့အနီကိုကြီးမြင်ရ၏ ။အိုမင်းနေသောအစိမ့်ဖို့ကလကများ၏ဟိုဘက်တွင်လည်းအနီရောင်ကိုသာမြင်ရသည်။ဟင်းလင်းပွေနေသောကွင်းလက်သာတွင်ကအနီရောင်တစ်ဖွဲဖွဲရှောလွင်နေသော ပင်အိုရွက်ကျော်တို့နှင့်ပေါင်းဆက်ထားသည်။အနီရောင်သည်မျှော်မဆုံးသောရာခိုင်များကိုပတ်ရံထားသည်။ရာခိုင်ကွင်းကဘာကြီးကိုလည်းသူသာမင်းမူသည်။သူနှင့်အတူပါလာသောညဉ့်ညံစီစီအတန်ရှင်များကဇရက်နှင့်ကြေဇရက်သည်ကြေးတံကိုဖုံးလွှမ်းနေသည်။ပင်လက်ပင်ခိုင်းတွင်အခြားကျင်းကများလည်းလာကြသည်သာ။ ို့တော်ဇယတံကသာစိုးမိုးနေသည်ကတဲ့နှင့်ပေါတို့သည်လည်းဒီယာဒီတွင်မြူးကြသည်သာလွင်လွင်တောက်တောက်နေရဲနေကြသည်သာတို့ဖြင့်ညာလက်ပတ်မင်းဤအနေကသာစိုးမိုးနိုင်လောလာသည် ပြင်းနေသောအေးဆောင်ဤစိတ်တွင်လည်းဒီနေပြီမြအွယ်ကသာစိုးမိုးနေသည်နေဘာမှမပူနဲ့ငါတောင်ဝန်ထားညှို့ငယ်နေသောမြအွယ်အေးဆောင်အားမောကြည့်လိုက်ပုံမှာအေးဆောင်အားကဘာကြီးနှင့် ရင်ဆိုင်ခြင်းစိတ်ပေါက်လာအောင်တွန်းအားဖြစ်နေသည်ဒီမျက်နှာကလေးကိုယခု ပြင်းရင်လည်းမြင်ရောက်နေ၏အနီရောင်ချုပ်ခင်းများသည်အေးဆောင်ဤနောက်တွင်ရှာလယ်ပတ်လည်ကြံခဲ့သည်အစိမ်းသည် အနီရောင်တန်လန်လိုင်းကိုအေးအလှရှဲထား၏နှင်းရီဝဝကိုမှန်မှန်တောက်ရှိုးခဲ့ရသော မြေပဲခင်းများသည်တနေ့ထက်တနေ့ထူထပ်လာ၏တနေ့ထက်တနေ့လည်းအစိမ်းမှအစိမ်းရင်အစိမ်းရင်မှအစိမ်းမှောင်ဘက်သို့ပြောင်းလာကြသည်ဤအစိမ်းရောင်ကလည်းအနီရောင်နှင့်ပနံတင်းလာသည်ဘဲကိုကြည့်ကြည့်အစိမ်း ရှမ်းစီသောအစိမ်အနီရောင်မြေခွေးများနေသူအစိမ်ရောင်မြေပဲခင်တော်ကလေးတည်လဲရှာရှာလဲ၍ကြံရင်ခဲ့သည်မြတ်တယ်တို့ရာခရိုးရှိချားဆောင်လက်ညိုးပင်ကြီးကိုမြင်ရတော့အေးဆောင်အပြေးရတော်သည်ဆောင်နေပေမဲ့အေးဆောင်တစ်ခုလုံးမှာရေချိုးထားပြီးတကယ်တော့ချွေးများဖြင့်ရွှဲနေနေ။မာကျောသလောက်ဝင်းမို့မို့မောင်ပြောင်းတန်းနေသောရင်အုပ်ကြီးမှာအပြင်းအထန်လှုပ်ရှားနေသည် ဤမြဝေသောခရီးကိုဤနယ်မယမနာပြေးလွှားရခြင်းမှာမြတ်တွေချောကြောင့်ပင်ဖြစ်သည်။နေအောင်ကြီးကလေးပြူစားသည်တွင်နနခင်းတွင်မြတ်တွေထံသူရောက်သွားခဲ့သည်။အကြောင်းကိစ္စမမယ်ရရမရှိ။မြတ်တွေ၏အဖေအမေရှိနေလျင်မြတ်တွေကိုမဝါသောအကြည့်ဖြင့်ခလန်းလန်းမှကြည်နေရရန်။လူကြီးတွေမရှိလျင်အနာကပ်ပြီးတာယာသောကျင့်ဆဲတံများနားစင်ရန်ဖြစ်သည်။အိမ်ရှိပတိတဲ့ပေပင်အောက်တွင်နေမြင့်အောင်မိလုံလေးရှိသောဥတ္တကိုမမြင်။မိဘတဲတွင်လည်းဥတ္တဇနီဒေါမြမရှိ။ ိမ်နောက်ဘေးဘက်မှာကြက်ခွန်နေသောမြတ်တွေအတံကိုကကြားရရှိပြီမဲသော မျက်နှာထဲတွင်ဝါတော်သွားကြီးတွေထင်းကနေပေါ်လာအောင်အေးဆောင်ပြုံးသည် အပြုံးသည်အေးဆောင်နှင့်အတူပါလာခဲ့သည်မြတ်တွေကြက်တွေကိုအစာခေါ်၍ကြီးနေကျွေးနေသည်နေရောင်ထဲတွင်သားနှင့်ကျမတွေပါသည် ရောင်စုံမျိုးစုံတင်သောအရွယ်ရောက်ကြက်တွေလည်းပါလာသည်ပန်းပွင့်တွေအသက်ဝင်ပြီးလှုပ်ရှားနေပြီးတဲ့ကဲ့သို့ရှိသည်ဤရှုခင်းကိုအေးဆောင်ကြကြမကြည့်လိုက်ရ အိမ်ရှင်ရင်းမှလှည့်လာခဲ့ရာအိမ်နောက်ခွေးသို့ရောက်ရုံရှိသည်ပြင်းထန်သောတောင်ပန်ဟုန်တန်ကိုကြားလိုက်ခါကြက်များကြောင်းလန်တကြားအော်တန်ကိုလည်းဖြိုင်းတူကြားလိုက်ရသည်တဆက်တည်းလိုလိုပင်ကြက်တကောင်ဤအော်တန်မြသွေဤဟက်ရှိဟက်ရှိအော်တန်လည်းကြားလိုက်ရသည်အေးဆောင်မော့ကျင်ရင်မိဖို့ကြောင့်တကားဝတွင်ရှိထားသောလောက်လေးကွာကို ပြေးယူမိတာဖြစ်သွား၏ပြန့်ကနေလောက်စလုံးကိုလှည့်မြတဲ့အတူ သားစားငှက်ဤရှေတောက်ထဲမှာကြက်မာကြီးလွတ်ကြလာ၏လှပါသောကြက်အုပ်ကြီးမှာဖျို့ဖျဲပြေးလွင်လွင်ပြဲသွားသည်တလှုပ်လှုပ်အော်တန်များကတော်တန်များပြေးကာအိမ်အောက်သို့ပြေးဝင်ကြသည်အိမ်အောက်ကိုလည်းခေါ်ဝင်ကြသည်လင်းယုံအတုခံရသောကြက်မှာကြက်တအုပ်မာကြီးဖြစ်သည်လင်းယုံတောင်ဟုန်တန်ကြားတွင်အခြားသောကြက်များပြေးချောင်ချားနိုင်ကြသူမပြေးနိုင်သူ့မှာခလေးတွေနှင့်ကလေးတွေကိုအုံမိုးကကာကွယ်ပေးထားရသဖြင့်ကောက်ချစ်ယူခြင်းကိုခံခဲ့ရသည် အေးဆောင်ဤနောက်စလုံးငှက်ကိုထိပင်မဲ့ငှက်ကြမလားအစာသာကြနာဤလောင်လေးခွကိုထားခဲ့ပြီးအေးဆောင်ပြေးသွားတော့အခါကြက်မကြီးကိုပိုက်ခါမြအတွင်ငိုနေချေပြီဒီလက်ကြံမျိုးနဲ့ဆက်ထားတော့ကြက်မို့အကောင်ကြီးလာသည်ထွားလာသည်ရှင်သေးလားမြအတွင်မြအတွင်ဒီမျက်ရည်ပြေချွမ်းသောမျိုးလုံးကြီးများနဲ့မော့ကြည့်ကအဖြေပြီးနှုတ်မှအတံမထွက်ကြက်မကြီးမှာတုံးလုံးလှဲလျက်ငြိမ်သက်နေချေပြီကြောကုန်းမှာသွေးစိမ့်စိမ့်တွင်တွင်စီးနေသည် တခြားကြက်တွေတော့ပါတော့လားအခုတော့ဒီမှာကြက်ကလေးတွေ15ရက်သားပဲရှိသေးတယ်ဟင်းဒင်းတော့လားမိရင်ဓာတ်နဲ့ကိုနှုံနှုံဆင့်ပြင်မယ်မပူနဲ့မြတွေဒီအကောင်ကိုမိအောင်ငါတောင်းဝန်ထားတကယ်တကယ်လားဟင်းတကယ်လားဟင်းမေးလိုက်တော့အတန်ကလေးမှာယခုတက်တိအေးဆောင်နားထဲမှာမထွက်ဝမ်းသာခြင်းဖတ်သောအာကိုတကြီးအကြည့်ကိုလည်းယခုအထိအေးဆောင်မြင်ကကြည်နူးနေရစေ။ဒီအတန်ဒီအိတ်ကလေး အာယုံမှာလွတ်မထွက်မီအေးဆောင်ပြေးလာကြရသည် မောပေမဲ့သူ့ရင်ခွင်ထဲတွင် ကြည်နိုးမှုမပြေအခန်းနှင့်ခလေးတွေတိုးလို့တန်လန့်နှင့်ကြက်မာကြီးအားတက်ပြစ်သောလင်းယုံကိုအေးဆောင်ထောင်ဖမ်းရမည် ထောင်ရောက်သည် မခတ်သို့တော်လောက်ရန်ကြမည်အေးဆောင်စိတ်ထဲမှာကမြတ်ွယ်ရှက်ရှင်းပြုံးလာစေခြင်းသည်အရှိတိုးရင်ဆင်းပွားလာသော အပြုံးကိုခဏမဆိုင်ခံယူခြင်းသည် သူစဉ်းစားကြည့်သောအခါညွတ်တွေကမတေချာ လင်းယုံမှာလဲလဲလဲပါလဲပါနဲ့သည်အာကောင်းသည်တို့ကြောင့်ထောင်းစရာထောင်းချောင်းကောင်းကောင်းကိုအေးဆောင်စဉ်းစားနေသည်စဉ်းစား၍ရသည်ပွေးထောင်ကြောင့်တို့တော့ယာကင်းထဲမှာပွေးထောင်ကြောင့်ယာတဲ့ရောက်နေပုံမှာပွေးတကောင်ကြောင့်ဖြစ်သည် ထိုပွေးသည် ပွေးပါပွေးနဲ့သူ့ကိုမိလည်းရင်အသေးအရှာကြည့်ကျင်စားပါပြီ။နရွက်မှရှိပါလေသာ။ရှေးထောက်မှစုံပါသေးသာဟူ၍ ဒီပွေးသည်မြောက်ဘက်ကျမ်းတွင်ရှိသောပဲကင်းကြီးအဆက်သို့ရောက်လာသည်ဆိုလျင်အေးဆောင်တိခဲ့သည်တိလျင်တိချင်းပွေးဆောင်ကိုဖယ်ပြီးတွင်းဝပေါ်ပေါ်အောင်ဖော်လိုက်သည်ပွေးကပွေးမုံဆိုးကြီးအေးဆောင်ကိုလာရဲရင်လိုက်ခဲ့ဟုစိန်ခေါ်လေပြီအေးဆောင်မလာရဲ့ဘယ်မှာလာရဲပါမည်နီပွေးရင်းလိုင်ကောင်းဒီပဲကင်းကြီးတဲဝင်သွားသည်ဒီလိုင်ကောင်းအတိုင်းစိတ်လိုက်မှန်မှာတူးဖြိုပြီးလိုက်သွားလျင်တပြီကျပဲကင်းကလေးပြုတ်ပြုတ်ပြုံးရချည်ပဲကင်းကြီးဒီအပွင့်နိုင်နေပြီ မကြုံဘူးသူတို့အဖို့ခေါင်းမူပြီအေးဆောင်တော်မူပဲကင်းပွင့်ရနံ့သည်တင်းပြန့်၍လှိုင်နေသည်ဒီပဲကင်းကြီးအလှကလေးများသည်ပွင့်ဖြူကလေးတွေပွင့်ဖြူကလေးတွေတောင်ပွင့်နေသည်နှင်းရချိုချိုအေးအေးတောက်ချိုးထားရသဖြင့်လမ်းဆွင့်နေသည် လေးအေးလျှော့ကတနောနော့ကြည်နူးနေသည်ပဲပွင့်ကလေးတွေက လေးယူရညွတ်တိန်နေတော်ညာအေးဆောင်စိတ်ထဲတွင် တမျိုးမြင်နေသည် ဝင်ခဲ့နဲ့မဝင်ခဲ့နဲ့ဗျိုင်းတူဟစ်ကျွေးကခေါင်းရမ်းပြနေတဲ့ကဲ့သို့အထင်ကြီးအေးဆောင်မလာရဲ့မလာရဲသည့်အတွက်လှိုင်းကောင်းအဝကိုအချက်သည်အဝဤအပေါ်ရံမြေသားကိုပါပါကလေးကြံအောင်လှက်ထားသည်ဒီနေရာတွင်လက်ဆွဲတော်သုံးကွာမင်းကြီးအတုံးဝင်ရှိပြီပွေးတို့ဤသဘောမှာအပလီကိုမကြိုက်တွင်းဖြောင်းနေလည်းရင်အလင်းရောင်မကြိုက်ထိုအပလီဖြစ်စေအလင်းရောင်ဖြစ်စေတွင်းနဲ့ဆက်လက်ဝင်မနေစေရန်ပွေးကြိုးစားသည် လိုင်ကောင်အတွင်တဏီယာမမြေသားများကိုတွန်းပို့ခြင်းဖြင့်တည်ယူလာကားအဝကိုပိတ်သည်ပိတ်လေရှိသည်ဤသို့အေးဆောင်တည်ထားသည်လိုင်ကောင်အဝတွင်မြေမုံသားများနိုင်ကနေရောက်လာသည့်နှင့်တပြိုင်နက်ပါပါချက်ထားသောလိုင်ကောင်အမိုးကို ထိုးလိုက်ပြီဒီပွေဘယ်ပြင်းမည်နီထနောင်းမင်းကြီးအောင်မှာပြာမောင်မောင်နှင်းရိပ်များကိုပင် လွင့်ပြေရှိပြီဒီမြေနီယာတော်မှာအေးပြေးလျင်အပူလာကြမြဲသည် နေလုံးမြင့်သည်နှင့်အမျှအပူကရင့်လာကြမြဲသည် ်ပူတဲ့ပူရဲပူလာသည် ပွေကားမလာသည် အေးဆောင်မှာရင်နာဒီကိုမြမပုတ်နိုင်ပရွက်စိတ်ကြိုက်ဒီကိုလည်းအောင့်ခံနေရရှာ၏မွေးမောင်နေသောကြောပင်မီမှာရေတကွန်နေစီးကြနေသည်အလားရွှေတဲ့ပြိုက်ပြိုက်စီးကြနေ၏ဒီစီးသောရွှေတဲ့တွင် နေရစဉ်လာရောက်ခိုနာသည်တကယ်တို့တပြောင်ပြောင်တဝင်းဝင်းလင်းလက်နေတော်၏မြသားလွင်လင်းမြေပဲပင်တို့မရောက်သောမြေလွတ်မြေပြင်များတွင်တန်လျက်ထဆာပြုလေပြီ မြတ်တော်မခတ်ပဲပွေးတင်းဝါတို့သာအာယုံဆိုင်ထားသောအေးဆောင်အမြင်သည်ဝါး၍ဝါး၍လာ၏မြတ်တော်ခတ်လိုက်လျင်မြေခွင်းကြည်လင်လာပြန်သည်ပွေးကလည်းကွာလာခဲလိုက်တာတဏှာရီခန့်ကြပြီအေးဆောင်စိတ်မရှိသောတွေးတော်သည်စိတ်မရှိသောညာမလို့လွန့်မလုံချာဒင်းပဲမလာပဲနေနိုင်မလားငါပဲစောင့်နိုင်မလားမခံခြင်းစိတ်ကြောင့်အာယုံသည်ပုံမူ၍ထက်မြက်လာ၏ဟဲ့ကောင်ဒါဘာလုပ်နေတာလဲတုံးကွမင်းကြီးအားတအားပြစ် ပြစ်ထိုးခြင်းအောင်အေးဆောင်ဒေါသထွက်မိသည်ထနောင်းမင်အကွယ်မှာဘွားကနေပေါ်လာသူမှာဥွှေခဲ့ဗဇက်ပြင်းနောက်ချက်ယုံမကလူကပါအနာသူရောက်လာသည်သူ့လက်ထဲတွင်တထောင်ထွာကန့်ရှိသောဝါတလုံးဗဟလဲထစ်ထား၏ညှော့ကြိုးလဲရှိထား၏ဒေါသတကြီးဖြင့်ဆက်ခနဲလှဲ့ကြည့်လိုက်သောအေးဆောင်မုံယုံနေသောမျက်နာသည်ထိုဝါလုံးကိုမြင်သည့်ခဏတွင်ယော့ကျသွားလေတော့သည်အဲ့ဒါပွေးထောင်ကြောင့်မဟုတ်လားဟင်နေပါဦးအခုနေပူကြီးတဲ့မှာဒုက္ခစတိယာကြင့်နေတာက 哦哦，不会少你啊哦。ဦးချွေခဲသည်မေးလည်းမေးငုံလည်းကြည်လာကသူ့ဘာသာသူဆက်လက်အပြေထုတ်၏။စောင့်မနေတော့နဲ့ကွာနေကလည်းပူတယ်နဲ့အဲမင်းတွင်းကဖြောင်းရလားဒီထောင်ချောက်ကတွင်းဖြစ်မှာဖြစ်မှာတွင်းသာဖြောင်းလိုက်တော့ကတော့ပွေးရဲ့မျက်နှာကိုတန်းနေတာပဲဟုတ်ပြောရလွယ်အိတ်စုပ်ထဲမှာတန်များတစ်ချောင်းထုတ်ပြသည်ဖြောင်းလားမဖြောင်းဝဲခမည်းပဲကြည်ပြီးထောင်ပေးစားပါဗျာ အေးဆောင်ဘင်းရင်ပေးလိုက်သည်ဥွှေကဲတင်းဝါတွင်ဒူးထောက်ထိုင်ကထောင်ချောက်ကိုပြင်ဆင်သည်ဝလုံးကြီးထဲမှဝါလုံးကလေးကိုဝါလုံးကြီးဗဟတ်နှင့်ညှိမျော်ကြိုးကိုတွဲတင်၍ဗဟတ်တွင်ရှားဖြင့်ထိမ့်ပေးလိုက်သည်အစုံမြေသာသည်လက်တလုံးခန့်အပြင်ထွက်နေသောအတွင်းဝါကိုထိုးလိုက်သည်နှင့်ရှက်ချင်းရှားပြက်မည်မျော်ကြိုးဖြင့်ကာထားသောတန်များကပွေးမျက်နှာနှင့်ရင်ဘတ်တစ်ခုခုကိုထုတ်ရှင်းခတ်စူးဝင်မည်အခန်းတော်ယခုဒီထောင်ချောက်ကိုအေးဆောင်တတိယသည် မြေဘဲကင်းဘေးမှမြောင်၍ပဲကင်းကြီးဘက်သို့ရှည်လန်းကြဲကြဲပြည့်ဖြင့်လာခဲ့သည်ပဲကြီးကင်းရနံ့ကိုခြုံချိုက်လိုက်ရသဖြင့်အမောပြေသွားသည်ပွေးတွင်းဝ၌ဒူးထောက်ချလိုက်သည်ကြည်တော့ထောင်ချောင်းမှမောင်းကြနေသည်မောင်းကြနေနေ၏ထောင်ချောင်းကြည်တော့ကိုဝမ်းသာအားရဆွဲယူသည် ပွေးရှိမရှိကိုတေရှာလိုက်စေသည်အတွင်းကြည်တော်ပြုတ်လျင်ပြုတ်ကြခြင်းအချိန်ပြင်းစွာပြေးဝင်ဆုနေနေမည်။တံများထိတ်တွင်လည်းသွေးစသွေးနာများမရှိ ်ပွေးဆုံမှုရှိသည် ပွေးဆုံကိုရက်ကြည်သည်ပွေးတွေကိုကမတွေ့ရပါပွေးနှင့်သူသောအရာဟု၍ပွေးချင်းဖြူဖြူရှည်ရှည်မြောမြောကလေးတွေသာတွေ့ရသည်အေးဆောင်တန်တရာဖြစ်ရလေပြီအလာတော့ခဲ့သောအေးဆောင်ရှေးတော်တို့သည်တန်တရာစူးညောင်းစူးပြီးမှုလေးကန်သွားသည်လေးလေးကန်ကန်နှင့်ပင်ထောင်ချောက်ကိုမောင်းတင်ကြည့်သည် အနေထားကအထိမခံသည်တွန်းကန်အားမလဲအမှန်ပင်ပြင်းထန်သာသည် သူ့အားမြတွေကအာဂိုတကြီးမျက်လုံးကရမြင်စီးကြိုလိုက်တော့အခါနောင်ခါလာနောင်ခါစီမမိလို့ဆဲမှာဆဲရောသူကျင်တဲ့အောင်တော့လုတ်ပြရမှာပါလားဟုသဘောပိုက်လိုက်ရတော့လीတို့ကြောင့်တိုင်တိုင်ထောင်ကကြက်လက်တကောင်ကို တိုင်ထိတ်ပင်ရှိထားသည်ကြက်ဤအတောင်နှင့်ခတ်လွတ်မြေနေရာတွင် နောက်ထပ်တိုင်တိုင်ဆိုင်ခါဝါးကြည့်တော့ထောင်ချောက်ကိုအပေါ်ကထက်၍ထောင်ခြင်းရှင်နေချောင်းကိုတုတ်ခံထားရသောကြက်မှာမနေတတ်မထိုင်တဲ့အော်သည်အတောင်တစ်ဖက်ကိုဝရုံတုံကားခတ်သည် ဒီကျက်နဲ့တော့ဒုက္ခပါပဲမြတ်တယ်တဲတဲတွင်ဘေးကျင်းကထိုင်နေတော်ညာမြတ်တယ်ဒီအေးဆောင်ကိုမကြည့်ထောင်ချောက်မှာသာအာယုံရောက်နေသည်မကြခင်ကားမှာအမိမဲ့ဖြစ်သွားသော15ရက်သားကျက်ပေါက်ကလေးများမှာအုပ်ဆောင်ထဲတွင်စူညံစွာအော်ဟဲ့နေကြသည်ဟိုတိုးဒီခွေနေပြလဲတော်ကောင်းငင်တွင်စွန်သုံးကောင်ပြန်ဝဲနေရွာအပြင်လက်ပံပင်ကြီးမှာပင်လုံးကျွတ်နေရဲနေပင်ရထိပ်ပြားတွင်ညောင်ရွက်ချွေဝါတချို့တလီကြံ့နေသည်ဒီရွှေဝဲရွှေ ရွယ်များကြားတွင်ဂျိုးသိန်းနှကောင်ကိုမြင်ရသည်လင်းယုံမရှိခဏမျှမှန်းမြော်ကြည့်ပြီးနောက်အေးဆောင်မျက်လုံးများမှမျှတွေ့ထံပြန်ဝဲလာ၏အငိုမျက်လုံးကလေးတွင်ဝမ်းနေရိမ်များမပြေသည်မျက်မျက်ခုံမိုးမိုးကလေးမှာနီနီရဲရဲဖူးဖူးကလေးနင့်အမေနဲ့နင့်အဖေကောင်းရင်ဈေးသွားကြလေမပွင့်တဲ့ဝင်းဖြေးပင်ဖြေးတော်ညာမျှတွေ့မျက်လုံးများကထောင်ချောင်းမှမခွာလူကြီးတွေမရှိဘူးနေနဲ့ငါနှစ်ယောက်တည်းပဲပွားတာပဲ ပြောပြောဆိုဆိုကြုံဖက်လိုက်ရန်လက်ကိုလှုပ်လိုက်စဉ်မှတ်တောင်ပန်းဟုန်တန်းတွေ့ရ၏အမြင့်မှထိုးဆင်းလာသောအတန်အေးဆောင်လက်တွေတုံကနေဖြစ်သွားရ၏ထောင်ချောက်ဘက်သို့မျက်လုံးများဆွေကြည့်လိုက်ရာကြီးမားသောလင်းရုံမှတ်ကြည့်ကြက်ကိုချေပြင်းကုတ်ကထိုးတုတ်ပြီးမပါဆက်ချင်းပြန်လှည့်ပြီးလာသည်အေးဆောင်အသက်ပင်မရှူရဲဟောလှဲ့လာပြန်ပြီတားစားငှက်သည်ဒီတခါတော့မတုတ်မကုတ် ထောင်ချောက်ပေါ်ဝင်ဖို့နာသည်ပြောင်းကနေမျော်ကျိုးပြုတ်ထွက်သွားသည်တားစားငကြီးမှာတက်အားထိုးပြန်သွားသည်မြားမှာအလွတ်မဟုတ်ကျိုးချီထားသည်သူ့ကြောင့်တားစားငကြီးမှာစောင့်ဆွဲခံခံရသလိုဖြစ်ကမြေပြင်ပေါ်သို့တုံးလုံးကြီးလဲကျသွားလိမ့်တီဗီတော့မတာငှက်ရုပ်ဓမ္မတို့ကိုဆွဲလျက်မြားအွယ်ပြေထွက်သွားသည် အေးဆောင်မှာပီတိဖြစ်လျက်ကြံခဲ့သည်သူသည်မြားအွယ်အာကိုရသည့်အတိုင်းတောင်းဝန်ကြည့်ခဲ့လိမ့်ပြီမြားအွယ်ဤကျင်တဲ့ချင်းပြုံးပြောင်းဝေဝေ ပန်းစင်ပြခြင်းကိုအမိန်သားခံယူရုံသာရှိတော်သည်ထို့ကြောင့်အေးဆောင်အပြုံးမပြတ်ထလာက တိုင်ထိမ့်မှကြက်ကိုလွှတ်ချလိုက်ပြီးမှအမြတွယ်ဘေးတွင်ဝင်လိုက်သည်သူ့ကြက်မှာအာတက်သောတားစားငတ်မျိုးကိုမိလျင်ဓားဖြင့်နှုတ်နှုတ်ပေါင်းအောင်ဆင်းမီကြုံဝခဲ့သောမြတွယ်ယခုမှဓမ္မတိုးကိုမြေပြင်ပေါ်ပစ်ချထားသည်သွေးလူပြီးအသက်ပြောင်နေသောငှက်တကူဤကောင်ကိုပွတ်တက်ပေးနေလေတော်သည်ဓားနဲ့မခုတ်ပဲဘာလုပ်နေတာလဲဟိ မြတ်တော်မျက်နာကိုစောင့်ကြည့်မိသောအခါအေးဆောင်အံ့ဩရသည်မြတ်တော်မျက်နာတွင်ဒေါသမရှိကျင်နာခြင်းနဲ့သာလူလည်းရဲ့နူးညံ့နေ၏သူ့အတွက်အေးဆောင်တအံ့တော်မေးရခြင်းဖြစ်၏တနာလိုပါတော်နင်းကျမကြီးကိုတတ်တယ်ငှက်စုံတနာနေရသည်လားကျုပ်ချက်တွေကို သူမှမတတ်နိုင်တော့ပဲတော်တနာเสียရပါမြတ်စွာဤသဘောထားကိုသဘောပေါက်အောင်အေးဆောင်အတော်ကလေးကြိုးစားရသည်သဘောပေါက်သောအခါသူသည်မြတ်တော်ကို တိုး၍မျက်နှိုးလာရတော်၏ နေဟာတိတ်ပြီးစိတ်ကောင်းရှိတာပဲဟာဒါကြောင့်နေကိုလေငါတိတ်တိတ်သို့တော်အေးဆောင်စကားမစုံတစုံတရာမှလည်းမလှုပ်ရှားလိုက်ရဝင်ရိုးတန်တည်းဤဖြင့်လှဲတစည်းအိမ်ဝိုင်းတဲ့သို့ဝင်လာကတမီးရေလုံမလေးရေဈေးမှပြန်လာတော့ဥတက်တော်များတို့အော်ခေါ်တန်ကြောင့်မြသွဲပြည့်ထွက်သွားရာအေးဆောင်မှာငှက်တေကြီးဘေးတွင်ငုံငူကြီးကြံရစ်ခဲ့လိမ့်မည်စာရည်သူရေဝေလင်းရောင်ကြီးရေးထားတဲ့အပြစ်ပဒုစီမာလို့အမည်ရတဲ့ဝိထုတော်လေးကို ျွန်တော်ကိုချေတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။လိုက်ပါနားဆင်ခံစားပေးကြပါအောင်ခင်ဗျာ။အပြည့်ဘုသူစီမှာရှေလန်းများသည်လေးကံနေထိုနေရာတို့သူမတော်လို့တို့တော်သူမှာတွားရမည်ဝတရားရှိသည်ထိုနေရာတို့ဥမတ်တီလို့တို့တော်ဥတီယာမည်အကြောင်းတရားကဖြစ်တည်လာခဲ့ပြီ။အချင်းရကကလှမ်းခဲ့ပူသောမြေနီလန်းကလေးသည်ယခုအခါမှာတော့ယခင်ကလိုချောမွေ့ပြပြမနေ ာဒီဥရုဤတိုက်စားမှုတန်းနေတူဖူးသည့်နေရာဖူးဖောင်းသည့်နေရာဖောင်းနေအကြီးတန်ခဲ့ပြီနင့်အဖေအသေးအံဖြစ်နေတယ်နင်ပြန်လာဖို့တင့်နေတီလေးနယ်ကသူ့ကိုဖုံးဆက်မလာခဲ့ဘူးဆိုလည်းရင်သူပြန်လာပြစ်မည်မထင်အလုတ်ကိုအကြောင်းပြရင်မိသားစုကိုအကြောင်းပြရင်အဖေကြီးစီမသူထွက်ပြေးလာခဲ့တာအချိန်တော်ကြာခဲ့ပြီဖြစ်သည်အခန်းတည်းစာလောင်မှုကြောင့်ဂွေကနဲမိလာသောဘိုက်ကိုလက်ဖြင့်အုပ်ရင်းကြောက်တံကိုကြောက်တင်မုံပေါ်ဖိပြစ်လိုက်မိသည် ပုံ၍ထင်ရှားလာသောစာသားများကိုဖေဖေကတော့တတိမပြုတ်မိဟန်ဖြင့်မျက်လုံးအစုံကိုမှိတ်ထားပြန်သည်ဖေကြီးတားပိုက်စာလာပြီနောက်ထပ်မိနစ်20လောက်ပဲလိုတော့နေလေဒီမာကြီးရေးသားလေးရဲ့တူတော်မမောနိုင်မပန်းနိုင်နဲ့တဲလေးတွေကို တားနဲ့တူတူအောက်ထိလိုက်ကြပြနေတာတားလေတဏှာကြီးလောက်စာကြည့်ပြီးရောသူလေတားနဲ့အတူတူတဲတွေကုံသွားရောလေတွေ့လားတူတော်ဘိုက်မစားသေးဘူးဖေကြီးလိုလေဆန်ဆက်ကြည့်ကြတာပေါ့ကြည့်ရအောင် ဟာငါသားလက်ရည်တွေက ဝိုင်းဆက်နေတာပဲလှလိုက်တာဖေကြီးကိုသူမော့ကြည့်ရင်ဝမ်းထဲမှာဆာလာမှုကြောင့်မျက်ရည်များတွေတပေါက်ပေါက်ကျလာသည်ကိုကြီးရဲ့ခလေးကိုအဲ့လောက်မကြက်ပါနဲ့သူလည်းဗိုက်ဆာလာပြီကိုဒီနေ့တော့ထားလိုက်တော့နော် နောက်နေ့ကျစာလေးချင်းချင်းတနာရီထက်ရအောင်ຫນွေစူးစားပေးမယ်ဖေကြီးဤမျက်ခုံးတစ်ခုတွန့်တက်သွားသည်ကိုကြည့်ရင် သူတီလေးနယ်ကိုလှန့်ဖန်လိုက်သည် နောက်နေ့တနာရီပဲနော်ဒီနေ့တော့လှုပ်ပေးလိုက်မယ်ဟုတ်လားမင်းတွေနေလဲအတီသားနဲ့သူ့အမေပညာတတ်မှကြီးကငါပညာမတတ်လို့ငါ့ကိုထားသွားတာမဟုတ်လားသူမရှိလဲငါသားကိုပညာတတ်ဖြစ်အောင်လှုပ်ပေးနိုင်မယ်ဆိုတာတက်တည်ဘူးပြောင်းမယ်ဖေကြီးနဲ့အန်တီနယ်တို့ပြောသောစကားများကိုသူနားမထောင်ပြပါဗိုက်ဆာဆာနဲ့တီလေးနယ်ခွန်အကျွေးကိုဝင်မဆောက်နိုင်ပဲထမင်းစပွဲစီသွားကလက်ဖြင့်ယူစားမိလိုက်လို့ဒီအခန်းနှင့် ကျိန်လုံးကိုခက်ဆက်ဆမြောက်နေရဲ့လေတွေတချွန်းချွန်းရိုက်နေသည့်ဖေကြီးကို သူ့ချောင်းကြည့်လိုက်သည်ဖေကြီးဒီနေ့အလုံမှာပင်ပန်းခဲ့ပြီဟုသူထင်သည်သို့တော်သူစာချက်တိုင်းအနားမှာဘာရောက်စောင့်နေသည်မသိသူစာချက်ချိန်တိုင်းဖေကြီးဘေးကနေထိုင်ဆောင်တတ်သည်မှာငငယ်ကလေးကပင်အခုအထက်တန်းကျောင်းသားကြီးဖြစ်သည်ရဲ့ထိပင်ဖေကြီးသူအနားမှာအေးကဲ့သို့ထိုင်ဆောင်နေသည်ကိုသူမကြိုက်သို့တော်သူဘာမှမတတ်နိုင်အဖေကြီးကိုမရှိလို့မကြိုက်တာမဟုတ် တဏီကုံတဏီကံအလုံးလုံးပြီးပင်မန်းနေသည့်အဖေကြီးကိုယခုလိုအချိန်မှာသူအနားယူစေခြင်းသည်ကိုပိုင်ဆိုင်ဖြစ်စေကမူအဖေကြီးကဘယ်တော့မှမပိတ်တယ်လို့ဘယ်တော့မှမနာသူစာချက်သည့်အချိန်မှာသူဘင်းသားမှာလာထိုင်နေတတ်တာဖြစ်သည်အဖေကြီးဤဘက်တရီဆိုင်တွင်သူလဲဝင်ကူ၍မရအစင်ငွေကြောင့်အုံနောက်ဤလှုပ်ဆောင်မှုဆွမ်းရည်ကြာဆင်းလိုက်ပြီးအဝေးအစားများပေါက်ပြဲကုန်လိမ့်မည်ဟုဆိုကာသူ့ကိုဘယ်တော့ခါမှဆိုင်ကိုမလာခိုင်း ရဖန်ရကတိလေးနယ်ကသာဘယ်ရီအိုးများကိုမပေးကြရသည်မဟုတ်ပါလားထို့အတူသူ့မှာလည်းစာမေးပွဲကြဖို့နေနေတတအမှတ်ရော့လျင်ပင်တမှတ်ကိုတချံတော့ရိုက်ရိုက်တတ်သည့်ဖြစ်ကြီးကြောင့်စာမေးပွဲတိုင်းအောင်မြင်ပါလေရဲ့အမှန်နဲ့သောကြောင့်အမြဲပင်အရိုက်ခံရခြင်းမြေယခုတီလေးနယ်အိမ်တော်ကျသွားပြီဆိုတော့သူတို့သားဖနှစ်ယောက်ထဲသာရှိတော့ဤအိမ်ကလေးသည်ခါတိုင်းထပ်ပင်ပုံမိုလျှောက်ကန့်နေလေတော့သည်တော်သေးသည်က နေလေနေခင်ဘက်တွင်ဘေးအိမ်တွင်ရှိနေသည့် တီလေးနယ်ကဟင်းလာချက်ပြီးအဝေအစားများချော်ဖို့တင်ဆက်ပေးခြင်းကြောင့်သာသူတို့တားဖနှစ်ယောက်သလိုတက်တက်ရဲရဲဝတ်စား၍နေနိုင်ခြင်းပင်ထင်းနေထင်းနေကိုကြီးဒီလို လုံနေမယ်ဆိုတာຫນွယ်လေးတိတယ်တားကောင်းခံတွားနာပြီတော့ဘေးအိမ်မှရောက်လာသည့်တီလေးနယ်ကြောင့်သူဝမ်းသာသွားမိသည်အဖဲကြောင့်ဆိုတော့သူအနာရသည်အနာရသည်မရသည်ထက်အဖေကြီးတိတ်မကြခင်အိတ်တော့မြည်ဖြစ်တော့ကြောင်းပင်ဟာ ဘာနားရမှာလဲသူက10တန်းကျောင်းသားဟာ10တန်းကျောင်းသားဆိုတာစာကိုတေးရှာမကြည့်ရင်ဘယ်လိုလုပ်စာမေးပွဲအောင်နိုင်မှာလဲဒီမှာကိုကြီးຫນွယ်ပြောတာတေးရှာနားတာတာကောက်ခန့်တွားအိတော့ဖေကြီးကြီးကတားတံမကြရသည်မို့စာအုပ်များတိုင်းကအခန်းတွင်မှထွက်သွားလိုက်မိသည်သို့တော့နိုင်ရန်ကိုကတ်၍နားကိုဆင်းလိုက်မိသည်တန်တော့ကိုကိုကြီးကုရိတီမမေ့နိုင်ဘူးဆိုတာຫນွယ်သိတယ်ဒါပေမဲ့ကောက်ခန့်ဟာတန်တော့သားနေမဟုတ်ဘူးကိုကြီးသားဆိုတာလည်းဟုတ်တယ် နောက်တစ်ခုကသူတို့အရွယ်ចောင်းသားတွေကຫນွယ်တို့ငငယ်ကလာမပေါ့တော့ဘူးကိုကြီးကောင်းခန့်သာစားတကယ်ရရင်သူအတန်းနေစားမေးပွဲမှာအောင်ပါပါပဲအခုຫນွယ်တကယ်မေးချင်တာကကိုဒီကောင်းခန့်ကိုပညာတတ်ဖြစ်စီဖြစ်စေချင်တာကကိုကြီးအတွက်လားတန်နာဆိုတဲ့မိန်းမအတွက်လားတန်နာတဲ့သူ့မွေးစင်းနေကသူ့အမေနာမယ်သူ့ခြေလန်းတို့ဒီအရှိတ်ဘက်စီတို့ကျုံလူမတက်ဖြစ်သွားသည်ဒါဆိုသူ့အမေကတေတာမဟုတ်ဘူးပေါ့နိုင်ရွက်တို့လှုပ်ခတ်သွားတယ်လို့ထင်မိသည် လက်သီးကိုကြည့်ကြည့်ပါအောင်ဆုပ်ရင်တီလေးနယ်နဲ့အဖေကြီးတို့ကိုရှောင်းကြည့်မိသည်မိမယ်နင်သိတာပညာတဲ့ယောက်ျားနောက်ကိုလိုက်သွားကြတယ်က သူသိပြီဟာသူလူပေါင်းစုံနဲ့ဖြစ်ပြပြီး AID ရဲ့ယောဂာနဲ့ပြီငါသားကိုသူ့ကြောင့်နေမကပဲပညာတက်ဖြစ်စေချင်တာကငါလိုဘဝမရောက်ရအောင်ရယ်ပြီးတော့တားရဲ့ဘဝမှာငါလိုအလौကျမ်းအဖြစ်နဲ့မပင်မမှန်အလौလौရောက်အောင်ပေါ့ဟာ ေကြီးဤတိတ်နေတုံကလှောက်ခါနေသည့်ခန္ဓာကိုယ်ကြောင့်သူ့လက်တီတို့သည် ပြေလျော့သွား၏ထို့နောက်တော့အဲ့ရာထက်စီသူပြေးဝင်လာခဲ့ရင်စောင်းကိုကောင်းမီးချုံကအတန်တိတ်ပင်ငုံမိလေတော့သည်အခန်းတော်သူ့အသက်20ကျော်သည့်အထိပင် ဖေကြီးကတော့တဲနာကြီးကလေးတဆဆဖြင့်သူ့ကိုဆယ်နှစ်ကျောင်းသားလေးလားဘေးနားမှာထိုင်ကြက်မှတ်နေသေးပင်ဖြစ်တယ်လို့မြည်သည့်အလောက်ကရွေးရမည်ဆိုသည်ကိုလက်ညှိုးညွှန်၍သူ့စိတ်တိုင်းကြထိန်ချုပ်နေသည် ထို့အတူမူလာတန်းကျောင်းကလေးကဆ ảy ၍သူ့ကိုကြက်လာခဲ့သည့်တဲနိုင်ကလေးသည်လည်းဆက်လက်၍တဲမုံများကြာစင်းလျက်ရစေကျွန်တော်အသက်20ကျော်ပြီပြဆိုသည့်အော်ဟစ်တန်သည်နေ့စဉ်နေ့တိုင်းပင် သူ့လေကြောင်းထဲမှပင်ပျောက်ချသွားတော်လဲစိတ်ထဲမှာတော့ထိတ်ကိုက်နာခြင်းစမြဲအရှိစီမှာဟောင်းနှဲနေဟောင်းနှဲနေသည့်အိမ်ဝင်ကလေးကိုမြင်လိုက်ရခြင်းကြောင့်အတွေးစာများဖြင့်ချောက်လန်းလာနေသောခြေလန်းဆောင်သည်ပုံမိုလေးကန်သွား၏တို့တော်ခြေလန်းများကရှေ့သို့ရှိတတ်စေ အင်္ဂလိပ်တကားဝါစီတို့မရောက်ခင်မှာပင်အပြာရောင်တကားသည်ပြင်းချင်းစွာပွင့်လာ၏ထိုပွင့်နေသည့်တကားနောက်မှာတော့အဖြူနှင့်အမဲရောင်ဆန်သာများကိုစတုံးထုံးပတ်ထားသည့်တီလေးနေတီလေးနေကသူ့ဝင်ယုံလောက်သာစကားဖွင့်ပေးပြီးနောက်အိမ်သို့ပြန်ဝင်သွားလေသည်အိမ်ထဲသို့လှမ်းလှမ်းဆခြေလမ်းများသည်တစုံတစ်ခုကိုမြင်ရတွင်ခြေလမ်းများတန့်သွားသည်အခန်းတွင်မှတဟင်းဟင်းနှင့်အမောဖောက်နေသည့်အတန်သာထွက်ပေါ်မလာဘူးဆိုလျှင် နောက်တော့ပြန်ထက်ပြရှင်သည့်စိတ်ကိုအလိုလိုက်မိမိထင်သည်ထိုဇပွဲထက်တွင်တော့အလွန်တရာဟောင်းနှွမ်းနေတော့လေသူ့ကြောက်စိတ်များကိုတွန်းထိုးနှိုးဆွနိုင်သည့်တဲနာရီဟောင်းကလေးအဆိုပါဇပွဲကလေးမှာတော့ကြောမီကလထိုင်နှင့်စာရေးဇပွဲကလေးတလုံးတဲများဖြည်းလေးစွာကြာဆင်းနေသည့်အဆိုပါတဲနာရီကလေးကိုသူမုံသည်တနာရီလင်းတခါလှဲ့၍အချိန်ကိုတိုင်းတာ၍ရသော ထိုတဲနာရီကလေးသည်သူ့အိမ်မဆုံးမရတွင်အဓိကဇက်ကောင်ဖြစ်၏ပြီးတော့သူ့တဘဝလုံးကိုလိုက်လံချောက်လန့်နေသည့်မိစ္ဆာတကား အသက်20ဆွမ်းသားအရွယ်ကလေးကအလောက်ကိုအကြောင်းပြ၍အိမ်မထွက်သွားခဲ့သည့်သူ့ကို ဖေကြီးစိတ်မဆိုးလောက်ဟုထင်ပါသည်ထိုအတော်တွင်လောကဒဏ်၏အထူထောင်းများစွာကိုကြိတ်မိတ်ခံ၏ကိုယ်တိုင်ဖခင်တယောက်ဘဝကိုသူရောက်သွားခဲ့ပြီဖြစ်၏သူ့ဘဝ၏အကြီးမားဆုံးတာဏိဌာမှာဒုတိယအဖေကြီးမဖြစ်စေရန်သာဖြစ်သည်ထို့ကြောင့်သားလေးကိုထိန်းချောင်းရာတွင်သားဤသဘောဆန္ဒကိုအမြဲဦးစားပေးတတ်သည်မဟုတ်ပါလား ရုတ်တရက်ဖွင့်လိုက်သည့်ဘက်ကကြောင်းအခန်းဝါကြီးလိုက်ကသည်ရင်းရင်လှောက်ခါတော်မူနေအတူအယိုးပြိုင်ပြိုင်နှင့်အပေကြီးဤရုတ်အသွင်ကိုမြင်လိုက်ရသည်ရင်ဘက်ပေါ်တင်ထားသည့်လက်အဆောင်သည်ဟိုးယခင်ကလိုခွန်အားပြည့်မနေတော့သူတို့သားအဖနှစ်ပေါင်းများစွာဝေးကွာရခြင်းတွင်မိတုတွင်အပြစ်ရှိပါလေအဖေကြီးဤဂုံကိုထတ်တို့သူတို့သူ့ကိုငဲ့တင်ကရက်ွက်အနှံ့ခြောက်သွားတတ်သည့်အဖေကြီးသူ့ကိုပညာတတ် ဖြစ်စေခြင်းသည့်အဖေကြီးအဖေကြီး အလိုကိုဖြစ်နိုင်ခဲ့တော်ညာ နှစ်ပေါင်းများစွာအဖေကြီးထံမှခွဲခွာသည်တွင်ဘသူတွင်အပြစ်ရှိပါသလဲကရဏသူဖြင်းခြင်းစွာသွားရင်အဖေကြီး၏လက်နှစုံကိုစုပ်ကင်လိုက်ပြီသည်အဖေကြီး၏ပိတ်ထားသည့်မျက်ခုံအောက်မှမျက်ရည်စားတို့ယိုဆင်းလာသလိုပိုးပိုးပေါက်ပေါက်ကျဆင်းလာသည့်သူ့မျက်ရည်များသည်မြည်တို့ထိန်ချောက်ရမည်မသိဖေကြီးကိုသူကျေးဇူးမဆက်ရသေးဘူးဟုသူထင်သည်သူမှာကျေးဇူးဆက်เสียအချိန်များစွာကြံသေးသည်ဟုအထင်နှင့်မိသားစုအတွက်သူကြိုးစားနေခဲ့သည်ယခုတော့ယခုတော့ ဖေကြီးကသူ့ထံမှထွက်ပြေးသွားတော်မူဖြုတ်ခနဲပြေရော့သွားသည့်ဖေကြီး၏လက်တွနှင့်အတူအိမ်ရှိအခန်းစီမှတစုံတစ်ခုကြကွဲတံထွက်ပေါ်လာ၏ထို့နောက်တော့သူရှိုက်ကြီးတငယ်ငိုချလိုက်မိလေတော့သည်ရေဝေလင်းရောင်ကြီး